မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့စဉ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထန်းတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောဘဝတ္ထုခန်းကြီး33အပိုင်းငယ်16ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဘုရားသခင်သည် လူဤနာကိုဖွင့်၍ဆုံးမပေးတော်မူတတ်၏ ဒါလေးကတော့အင်မတန်ရိုးရှင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဘုရားသခင်က "तू ဆုံးမပေးလိုတဲ့ तू ကို နားလေစေဖို့ရန်အတွက်နားလေနိုင်အောင်ဘုရားသခင်အမြဲတမ်းလုပ်တယ်"ဆိုတာတွေ့ရပါတယ်။လူဟာမိမိရဲ့အကြံစီကိုစွန့်ပြီးတော့မမာနနဲ့ကင်းစေဖို့ရန်အတွက်ဘုရားသခင်ကဒီလိုပြုတယ်လို့ကျမ်းစာကဆက်လက်ပြီးဖော်ပြတာကို တွေ့ရပါတယ်။ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင် ဆုံးမသောအရာကို နားလေတတ်ဖို့အင်မတန်အရေးကြီးပါတယ်။ ဘုရားသခင်ကကျွန်တော်တို့ကိုဘာကြောင့်ဆုံးပါတယ်ဘာဖြစ်စေခြင်းလို့လဲဆိုတာကို နားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့အသက်တာမှာစိုးကျိုးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ဘုရားသခင်တွင်တင်ပေးတဲ့အရာကို နားလေတက်ခြင်းကကျွန်တော်ရဲ့ဘဝကိုပုံမကောင်းမွန်စေမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့တခါလေလူဟာမိမိရဲ့အကြံစီပေါ်မှာပဲအသက်ရှင်တဲ့အခါမမာနနဲ့ရင့်မှုနေတဲ့အခါမျိုးတွေမှာဘုရားသခင်ရဲ့ဆုံးမခြင်းကို နားလည်နိုင်စွာမရှိဘူးဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဘုရားသခင်သွန်သင်တဲ့အရာကိုအစီတားဖြစ်စေတဲ့အရာကတော့မမာနာဖြစ်တဲ့မိမိရဲ့အကြံစီဖြစ်ပါတယ်။အဲ့ဒီအကြံစီတွေကိုစွန့်ဖို့ဆိုတာလေလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။လူမှာအကြံခယူမှာအဆန်ဆိုတဲ့စကားလို လူဟာမိမိအကြံအတိုင်းအကောင့်ထဲပေါ်လို့ကြတာပဲ ဖြစ်ပါတယ်။အဲ့ဒီအကြံစီတွေကြရှုံးမယ်ဆိုရင်အဆက်ကွဲမှာမို့လို့မမာနာကလည်းရှိနေပြန်တော့ အဲ့ဒီအကြံစီနဲ့မမာရနဲ့ပူပေါင်းသွားပြီဆိုရင်တော့လောဘကို ခိုင်မာတဲ့တတိုင်းကြီးလို ဖြစ်သွားပါတယ်။ဒါကိုစွန့်လွတ်ဖို့ရန်အတွက်ဘုရားသခင်ကပဲတတ်နိုင်ပါတယ်။ဘုရားသခင်က လူတယောက်ရဲ့အသက်တာရဲ့အကြံစီနဲ့မာနကိုစွန့်ဖို့ရန်အတွက်ဘယ်လိုလုပ်ရမလဲသူသိပါတယ်။အဲ့တော့ဘုရားသခင်က လူရဲ့နာကိုဖွင့်ပြီးစိုးမတယ်လို့ပြောတဲ့နေရာမှာဘုရားသခင်ကတစ်ချိန်နှုတ်မွက်တယ်တဲ့။နှစ်ချိန်နှုတ်မွက်တယ်။လူမရိပ်မိဘူးနားမလည်ဘူးဆိုရင် အိမ်မက်နဲ့တခါထပ်ပြီးပြောပြန်တယ်တဲ့အဲ့ဒါကိုမှနားမလည်ဘူးဆိုရင်အနာရောဂါအဖြစ်ဘုရားသခင်ကစကားပြောတယ်လို့ဒီကျမ်းစာအဖြစ်တွေ့ရပါတယ်ဘာပဲဖြစ်ဖြစ်ဘုရားသခင်ကသူ့ရဲ့ဆုံးမချင်းကို နားလည်စေဖို့ရန်အတွက်တွန်းတင်နေတာဖြစ်တယ်ကျွန်တော်တို့အကျိုးအတွက်ဘုရားကလုပ်နေတာဖြစ်တယ်ဘုရားသခင်ရဲ့ဆုံးမချင်းကို နားလည်ပြီးမိမိအကြံတွေကိုစွန့်မမာနကိုခွာချပြီးဘုရားရှိတော်မှာကို တိုးဝင်မယ်ဆိုရင် ျွန်တော်ရဲ့အနာရောဂါတွေကိုပဲပျောက်စေနိုင်တယ်လို့တမန်ကျမ်းစာအားဖြင့်နားလည်ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မှာတို့ကျွန်တော်ရဲ့ဘဝအသက်တာမှာဖယားသခင်ရဲ့ဆုံးမခြင်းကို နားလည်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။နားမလည်ဘူးဆိုရင်လေဖယားသခင်ကဘလို့နားလည်အောင် လုပ်ရမလဲသူသိတယ်။အကြောင်းကတော့ဖယားသခင်ကကျွန်တော်တို့ကိုပုံမကောင်းမွန်တဲ့အနာဂတ်ကိုရှောက်လန်းစေချင်တာဖြစ်တယ်ဆိုတာကို သိရှိရပါတယ်ချစ်တော်မိဘညီကိုမောင်တို့ဘုရားသခင် ကျွန်တော်တို့နားကို ဖွင့်ပါစေ နားရှိတော်သူမြည်ဒီကကြားပါစေဆိုတဲ့စကားလို မျိုးပဲကျွန်တော်တို့နားကဘုရားရဲ့ဆုံးမတန်ကို ကြားတတ်ပြီးဘုရားအလိုတော်အတိုင်းဘုရားသခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်နိုင်ဖို့ဖြစ်ပါတယ်တကယ်ရှုပြောတဲ့စကားလိုငါတို့တို့ဒီငါစကားတန်ကိုကြား၍ငါနောက်ကို လိုက်တတ်ဤလို့ပြောပါတယ်တခင်ယေရှုပြောသလိုဆိုရင် သူ့ရဲ့တိုးဖြစ်မှသူ့အတန်ကို နားလည်မှာဖြစ်ပါတယ်သူ့ရဲ့တိုးမဟုတ်ရင်တော့သူ့ရဲ့အတန်ကိုနားလည်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့နံပါတ်1ကျွန်တော်တို့ဟာကဲတင်ချင်းရထားဖို့လိုတယ်နံပါတ်2ကျွန်တော်တို့ရဲ့အကြံစီကိုစွန့်လွတ်ပြီးနံပါတ်3မမာနမရှိပဲနှိမ်ချဖို့လိုပါတယ်ဒါမှသာလေဘုရားသခင်ရဲ့အတန်တော်ကိုကြားတက်ပြီးအသက်ရှင်နိုင်မှာဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရား ိုတော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့နားကိုဖွင့်၍ဆုံးမပေးတတ်သောကိုရောရဲ့ပြုမှုအတွက်ကျေးဇူးတင်ပါတယ်ဆုံးမပါတွင်တင်ပါလမ်းပြပါကိုရောရဲ့အလေးလာကိုသိစေပါပုံချင်းကုံပြူချင်းအလုံးစုံကိုကိုရောအားပေးပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင် အရောက်တိုင်းပေါ်မှာလဲကိုရောရဲ့ဆုံးမခြင်းနဲ့အတူဝိညာဉ်ရာကိုနားလည်နိုင်သောသူများဖြစ်စေပါကျေးဇူးကြီးတယ်လို့ဝန်ခံ၍တဏိတာကိုဆက်ကတ်တဲ့အခါ သခင်ယေရှုနာမ၌ဆက်ကဆုတောင်းပါ၏အာမင်